ကျမ်းမာတော်မူကြပါသခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့အော်တိုဘားလ12ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့လင်းစင်တိုက်နေရေစကန်ကိုတိုက်ခိုက်မှုစေအုပ်စုအများပြားထိခိုက်ဒိဆုံးပြီးလီချောင်းပြစ်ကူကြောင့်တော်လိုင်းတက်များပြန်လဲဆုတ်ခွာခဲ့ရကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းမင်းဘုခင်စလင်းမြို့နယ်က လင်းစင်းတိုက်နေရေစကန်ကိုတွားရောက်တိုက်ခိုက်မှုမှာရေစကန်ဘိုတဲကုန်းအထိရရှိထားပြီးဘန်ကတလုံးပဲသိမ့်ပိုက်ဖို့ကြံရှိခြင်းမှာစေအုစုလေးချောင်းပစ်ကူချောင်းပြန်လဲဆုတ်ခွာခဲ့ရတယ်လို့မင်းဘူးခင်အမငါတက်ရင်တာဝန်ရှိသူကမောင်းကိုပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ၈ရက်နေ့မနက်အစောပိုင်းမှာမင်းဘူးခင်အမငါတက်ရင်တက်ခွင်းနဲ့ဥဆောင်မှုနဲ့အတူတော်လိုင်းပူပေါင်းတက်တွေကလင်းစင်းတိုက်နေရေစကန်ကို drone တွေ RPG တွေနဲ့တွားရောက်ပစ်ကတ်တက်ခဲ့တယ်လို့သိရှိရပါတယ်။အဲဒီနောက်တော်လိုင်းတက်တွေနဲ့ ယေဇကန်ရှိစေအုပ်စုအကြအပြန့်လန်ပြစ်ခတ်မှုဖြစ်ပွားပြီးယေဇကန်ဘိုတဲကုန်အထိတော်လန်ရေးတပ်တွေကရရှိခဲ့တယ်လို့လင်းစင်အဝင်ကုတ်ကိုပင်အောက်ကဘန်ကာကိုထပ်မံရရှိဖို့ကြိုးစားချိန်မှာတော့စေအုပ်စုလေချောင်းပြစ်ကူတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့မင်းဘုခင်အမန်ကတရင်တောင်းဝန်ရှိသူကပြောပါတယ်စေအုပ်စုကမကွေးလေတက်ကနေတက်လာတဲ့ Jet Fighter နဲ့နှစ်ကြိမ်ဘုံကျဲတက်ခိုက်ခဲ့တဲ့အပြင်ဆက်လက်တွင်နေပါပြစ်ခတ်ခဲ့တာကြောင့်တော်လိုင်းရဲ့တက်တွေလည်းပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရှိရပါတယ် တိုက်ပွဲအတွင်းမှာစစ်အုပ်စုဘက်မှထိခိုက်ဒေဆွမှုအများပြားရှိခဲ့တယ်လို့မင်းဘူးခင်တရင်ကတပ်ဖွဲ့ဝင်တယောက်လဲမြင့်မြတ်စွာကြာဆုံးခဲ့ပြီးအခြားတပ်ဖွဲ့ဝင်နှစ်ယောက်လဲထိခိုက်ဒဏ်ရာရရှိထားတယ်လို့ဆိုပါတယ်တိုက်ပွဲကပြင်းထန်တယ်ပြောရမယ်မနေ့9နိုင်ခွဲကနေ9နိုင်အထိကြားခဲ့တာပေါ့ကျွန်တော်တို့ drone အကြီးနဲ့၄ချိန်ကျဲတယ်လို့ RPG နဲ့ပါထုခဲ့ရပါတယ်ဒီကောင်တွေစကန်းကရွာကိုအမိပြုတ်ထားတာကျွန်းပုံစံလို့ပြောရမယ်အလဲမှာဆလင်း6နဲ့တမန်ဂုံးကနေလွတ်တဲ့ရေမြောင်းကြီးချားနေတော့အခက်ခဲတွေရှိခဲ့တယ် ါပေမဲ့လည်းကျွန်တော်တို့ဘူတေးကုန်းရတော့ဘန်ကာထက်ရဖို့လုံးတယ်ပေါ့အဲ့ဒါရရင်တစကန်လုံးနိပါအပြည့်တက်လို့တော့ပြောရမှာဒါပေမဲ့ဘန်ကာကခိုင်းတယ် drone နဲ့ချတော့လေဘုံဒီကမကွယ်ဘူးဒီကောင်တွေလည်းရွာတွေကိုစုသွားချပါတယ်ဘန်ကာကိုရဖို့လုံးတဲ့အချိန်မှာလီချောင်းချောက်ပဲပြန်လေစုခွာခဲ့ရပါတယ်လို့မင်းဘုခင်အမတ်ငါတက်ရင်တာဝန်ရှိသူကမောင်းကိုပြောပါတယ်ရင်တက်ခတ်မှုကိုမင်းဘုခင်အမတ်ငါတက်ရင်တက်ခွဲနှင်းနဲ့အတူမင်းဘုခင်အမတ်ငါတက်ရင် drone တစ်ဖွဲ့စလင်းပလပ်ဖောက်ဒေါင်းညီနောင်မြို့ပြပြောင်ချအဖွဲ့နဲ့ မင်းဘူးခင်ပကဖတ်ထုတ်လို့ရအဖွဲတို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲအတွင်းမှာစစ်အုပ်စုလေးချောင်းချောင်းကြာဆုံးခဲ့တဲ့ရဲဘော်တိုင်းချစ်အောင်ခေါ်ဖူးဆန်းရဲ့ဇပနအခမ်းအနားနဲ့အမိန့်ပြန်တမ်းဖတ်တဲ့ရုတ်တံဖိုင်ကိုလည်းမင်းဘူးခင်အမန်ငါတက်ရင်တခွဲနှစ်ကအော်တိုဘလ17ရက်နေ့မှာထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျာနောက်ထပ်တက်ဆက်ပေးကြတာကတော့စစ်ကူးမှပြည်သူနဲ့ဆက်ဆံရမှာအပြုတ်အမူပိုင်းအားနဲ့ရွရဲတဲ့ PDF ရဲဘော်များအားလုံးကိုအရေးယူမယ်ရဲဘော်များနဲ့အချင်းများခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့မိသားစုဝင်များကိုလည်းဖမ်းဆီးအရေးယူမှုတစုံတရာလုပ်ရမရှိကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်မှာပြည်သူလူထုအပေါ်ကိုဆက်ဆံရမှာအပြည့်အမှုပိုင်းဆိုင်ရာရော်ရဲအားနဲ့တွားခဲ့တဲ့တာဝန်ကျရဲဘော်တွေကိုတတိပေးအရေးယူမှုလှုပ်ဆောင်သွားမှာဖြစ်ကြောင်းစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးကပြောကြားပါတယ်။ယမန်နေ့အော်တိုဘားလ17ရက်နေ့ညနေ3:00ခန့်ကစင်ကူးမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူလူထုမိသားစုနေအိမ်တအိမ်မှာ Starlink Internet တက်ဆင်ထားပြီး စင်ကုမြွနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းအချို့ကိုချုပ်ပေါက်တယ်လို့ဆိုကာအရေးယူရန်တွားရောက်ခဲ့တဲ့ရဲဘော်များနဲ့ပြည်သူမိသားစုဝင်များအကြအငင်းအခုံဖြစ်စကားများရန်ဖြစ်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုပြည်သူလူထုနဲ့အချင်းများခဲ့တဲ့တာဝန်ကျရဲဘော်တွေကိုစင်ကုမြွနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်။ကျွန်တော်တို့ဘက်ကတော့ဒီလက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တောင်ဝန်ကြတဲ့ရဲဘော်တွေအပေါ်မှာရောဒီမီတန်စုအပေါ်မှာရောတောင်ဝန်ခံမှုတောင်ဝန်ယူမှုအပြည့်နဲ့ဖြည့်ရှင်းသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရဲဘော်တွေဘက်ကအပြည့်အမူပိုင်းဆိုင်ရာရော်ရဲသွားမှုအားနည်းသွားမှုတွေနဲ့ပတ်သက်ပြီးတော့လဲတောင်ဝန်ကြတဲ့ရဲဘော်တွေအားလုံးကိုသတိပေးအေးအေးယူမှုတွေလှုပ်ဆောင်သွားမှာပါ။မကြာခင်မှာတော့တရားဝင်သတင်းထုတ်ပြန်ဖို့လည်းရှိပါသေးလို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးကပြောကြားပါတယ်။ဒါပြင် Starling Internet စီကင်ချူပုတ်ခဲ့တယ်လို့ဆိုရဲ။ မိသားစုနဲ့လည်းတွေ့ဆုံညှိနှိုင်းပြေရှင်းသွားမှာဖြစ်ကြောင်းယခုလောလောဆယ်မှာမြေတူတူတယောက်မြအရေးယူထားခြင်းမရှိဘဲ Starlink အသုံးပြုမှုစီမင်းစည်းကမ်းချုပ်ဖောက်မှုတွေနဲ့ Starlink ဆက်ကိုယာယီထိန်းသိမ်းထားကြောင်းသိရှိရပါတယ်။လောလောဆယ်အရေးယူဆောင်ရွက်မှုကလူပုဂ္ဂိုလ်အပေါ်မှာလုံးဝမရှိပါဘူး။စီမင်းစည်းကမ်းချုပ်ဖောက်တဲ့အတွက်ကြောင့်မို့လို့ Starlink နဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းမှာပါတဲ့အတိုင်းပဲ Starlink Internet ဆက်ကိုယာယီထိန်းသိမ်းထားတာတခုပဲရှိပါတယ်။မိသားစုအပေါ်မှာရော လူတွေအပေါ်မှာရောအေးအေးတစုံတရာလှုပ်ထားခြင်းလုံးဝမရှိပါဘူး။အဲ့ဒီမိသားစုနဲ့မျက်နှာစုံညီတွေ့ဆုံဖြည့်ရှင်းဖို့အတွက်ဒီနေ့ညနေကိုချင်းဆိုထားပါတယ်။ပြီးရင်အဲ့ဒီရဲ့နောက်ဆက်တွဲ statement တွေလည်းစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တရားဝင်ထုတ်ပြန်သွားဖို့ရှိပါတယ်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးကရှင်းပြပါတယ်။စင်ကူးမြို့နယ်အတွင်းမှာ Starlink Internet ကိုအိမ်သုံးသည့်တဲ့ private use အတွက်သာခွင့်ပြုမှာဖြစ်ပြီးအများပြည်သူလူထုကိုအခကြေးငွေနဲ့မျှဝေသုံးစွဲခွင့် public use နဲ့ Starlink internet line ခွဲဝေတုံးစေးခြင်းကိုလုံးဝခွင့်မပြုကြောင်းအသုံးပြုမဲ့ Starlink set ကို password ဖြစ်တာအသုံးပြုရမှာဖြစ်ပြီး public အသုံးပြု권ပေးလိုပါကသက်ဆိုင်ရာတာဝန်ရှိသူများထံကိုတင်ပြလျှောက်ထားရမှာဖြစ်ပြီးခွင့်ပြုချက်ရမှသာတုံးဆွဲ권ရရှိမှာဖြစ်ကြောင်းစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီကပြီးခဲ့တဲ့ August လ24ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒါပြင်ခွင့်ပြုချက်အရငွေသွင်းငွေထုတ်နဲ့ရေးပေါ်ကျန်းမာရေးကိစ္စများအတွက်အသုံးပြုရန်ရှိပါကအသုံးပြုသူရဲ့အမည် ိုင်ငံသားစစ်စစ်ရေးကပြအမှတ်နဲ့နေရလိစာအပြည့်အစုံကိုမှတ်တမ်းတင်ထားရမှာဖြစ်ပြီးတပ်ဆိုင်ရာတာဝန်ရှိသူတွေကစစ်ဆေးတဲ့အချိန်မှာပြသရမှာဖြစ်ကြောင်း Starlink Internet အသုံးပြု၍နေမြေအတွင်းလုံခြုံရေးကျူးပေါက်မှုများပေါ်ပေါက်လာပါက Starlink စပိုင်ရှင်ကတာဝန်ယူတာဝန်ခံရမှာဖြစ်ကြောင်းဆက်လက်ဖော်ပြထားပါတယ်။အဆိုပါစီးမင်းစည်းကမ်းတွေကိုဖောက်ပြကြောင်းစစ်ဆေးတွေ့ရှိပါကပထမအချိန်မှာဒန်ချင်းငွေ၁၀သိန်းကျပ်ဒုတိယအချိန်မှာသိန်း၂၀ကျပ်နဲ့တတိယအချိန်မှာ Starlink ကိုသိန်းဆက်ရေးယူခြင်းခံရမှာဖြစ်ကြောင်းနဲ့ တင်းစိတ်ခံရတဲ့ Starlink တွေကိုလေးလအကြာမှာပြန်လည်ထုတ်ယူခွင့်ပြုမှာဖြစ်ကြောင်းအသိပေးထားပါတယ်။ပြည်ထနာကမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ Starlink တုံးဆွဲမှုဆိုင်ရာစီမင်းစည်းကမ်းတွေထုတ်ပြန်ထားတာရှိပါတယ်။အဲ့ဒီမှာကျွန်တော်တို့စည်းကမ်းအနေနဲ့က public use ပေါ့ internet cafe လိုမျိုး Starlink ကိုအခကျင်းငွေနဲ့ရောင်းချတာကိုကန့်သက်ထားပါတယ်။အဲ့ဒီကန့်သက်ထားတဲ့စီမင်းစည်းကမ်းကိုချိုးဖောက်ခဲ့တဲ့ Starlink ပန်ရှင်ကိုတွားပြီးအရေးယူတာကနေဒီပြည့်စင်ဖြစ်ခဲ့တာပါ Starlink ဆက်တက်ထားတဲ့ကိစ္စမဟုတ်ပါဘူး Starlink ဆက်တက်တာကို မြို့နယ်အတွင်းမှာ register လုပ်ပြီးတော့သက်ဆိုင်ရာစီမင်းစည်းကမ်းအတိုင်းအသုံးပြုမယ်ဆိုရင်တရားဝင်အသုံးပြုခွင့်ကိုလူတိုင်းကိုအကုန်လုံးခွင့်ပြုပေးထားပါတယ်။အထက်ကကကန့်သက်ထားတဲ့စီမင်းစည်းကမ်းတချို့ပဲရှိပါတယ်။အဲ့ဒီအထက်မှာအထက်အကြဆုံးကစောစောကပြောတဲ့ public use ပေါ့။အဲ့ဒီ public use စီမင်းစည်းကမ်းတွေချိုးဖောက်တဲ့အတွက်ကြောင့်တွားရောက်ထိမ့်သိမ်းရာကနေမှဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ။ဒီစီမင်းစည်းကမ်းချိုးဖောက်တယ်ဆိုတဲ့ကိစ္စကကျွန်တော်တို့ဘက်ကယူဆချက်ကဒီစီမင်းတွေကိုတည်တည်ရဲ့နဲ့ချိုးဖောက်တယ်ပေါ့။ ဒါကပထမအကြိမ်ဖြစ်သွားတဲ့ကိစ္စမဟုတ်ပါဘူးဒီဆက်ကိုသွားသိမ့်တာတတိယအကြိမ်မြောက်မှာဖြစ်တဲ့ကိစ္စပါလို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရမှုက ပြောကြားပါတယ်စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDY PDF စင်ကူးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖစင်ကူးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတို့ပါဝင်ဖွဲ့စည်းထားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ ပြည်မျိုးနယ်ပေါင်းတလေပြူစော်တီခေါင်းဆောင်လှမြင့်တော်လန်ကြီးတက်တူရဲ့ပြစ်ခတ်မှုကြောင့်သိမ်းဆုံးခဲ့ပြီနော်။တာဖြစ်သူဆိုင်းတီဟာကပြူခေါင်းဆောင်နေရာကိုရယူကာပေါင်းတလေရေစကန်းကိုမိသားစုဝင်များအားလုံးပြောင်းရွှေ့နေထိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်မျိုးနယ်မှာပေါင်းတလေပြူစော်တီခေါင်းဆောင်လှမြင့်သိမ်းဆုံးပြီးနောက်တာဖြစ်သူဆိုင်းတီဟာကပြူစော်တီခေါင်းဆောင်နေရာရယူလိုက်ကမိသားစုဝင်အားလုံးပေါင်းတလေရေစကန်းမှာပြောင်းရွှေ့နေထိုင်ကြကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုပါတယ်။ အော်တိုဘားလာ6ရက်နေ့မနက်7:00နာရီခန့်အချိန်မှာပြည်မြို့နယ်ပေါင်းတလယ်အပိုင်းခွေးရဲချင်းရုပ်ကုန်းကြီးရွာမှပြူစောတီခေါင်းဆောင်လှမြင့်ကိုဝန်တင်စိတ်ကြီးရွာအနီးပဲခူးတိုင်းစစ်တနာဘီဝ21ကုကဲမှုအောက်မှာရှိတဲ့ပြည်ခရင်တရင်နှစ်363ရက်နှစ်တရင်နဲ့ပြည်ခရင်တရင်တက်363တရင်ရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့ကြောင်းအဲ့ဒီလိုဖမ်းဆီးရမိပြီးနောက်စစ်စစ်မင်းမြန်ရဲ့ခေါဆောင်လာစင်မှာပြန်လဲကုကံထွက်ပြေးတဲ့အတွက်လိုက်လံပြစ်ခတ်ဖမ်းဆီးတဲ့အခါမှာ လှမြင့်ကြည်ထိမှန်ပြီးပွဲချင်းပြီးတည်ဆုံးခဲ့ပါတယ်။အဲ့ဒီလိုလှမြင့်တည်ဆုံးခဲ့ပြီးနောက်ကျင်ရှိနေတဲ့ပြူစောတိအဖွဲ့ဝင်တွေကိုတောက်ဖြစ်သူဆိုင်းဒီဟာကဆက်လက်အုပ်ချုပ်နေပြီးပြူစောတိခေါင်းဆောင်ယာဒူးကိုဆက်လက်ခံယူထားကြောင်းတိုးတော့ဆိုင်းဒီဟာကိုရဲချင်းယုတ်ကုံကြီးရွာမှာဆက်လက်နေထိုင်ခြင်းမရှိတော့တဲ့အတွက်ကြောင့်ပေါင်းတလေရေစကန်ကိုမိသားစုဝင်များအားလုံးပြောင်းရွှေ့နေထိုင်ပြီးပြူစောတိမျိုးကိုအဝေးမှလှမ်းအုပ်ချုပ်နေကြောင်းသိရှိရပါတယ်။ ပေါင်းတလင်နေမီခွေးရဲ့အုပ်စုချင်းယုံကုန်းကြည်ရွာကအရှင်းခံရတဲ့ပြူစောတိခေါင်းဆောင်လှမ့်မြင့်ရဲ့တပ်ဖြစ်သူစိုင်းတီဟောက်ကိုချူကြီးကသူ့အဖေမရှိလဲအဖွဲပြတ်မသွားဘူးသူ့ဦးဆောင်မဲလို့ကြုံဝနေတယ်ဒါပေမဲ့သူကခွေးရဲ့အုပ်စုချင်းယုံကုန်းကြည်ရွာမှာမနေရတော့ပဲပေါင်းတလင်ရဲစခန်းမှာမိသားစုလိုက်တွားနေတယ်လို့သိရပါတယ်ပြူစောတိတွေကိုအဝေးကနေလှမ်းအုပ်ချုပ်နေတယ်လို့ဒေသပြည်သူများကပြောဆိုပါတယ်လှမ့်မြင့်ရဲ့တပ်ဖြစ်သူစိုင်းတီဟောက်ဆိုသူကလည်းလက်ရှိကြံနေတဲ့ပြူစောတိအဖွဲဝင်တွေကိုလိုက်လံစုဆောင်ခြင်း ကြေးရွာတွင်မှရှိတဲ့လူငယ်တွေအချက်လက်များကောက်ယူ၍ပေါန့်တလေရေစခန်းနဲ့စစ်ကော်မရှင်ရဲ့လူကြီးပိုင်းများထံမှသတင်းပေးပို့ခြင်းစစ်ကော်မရှင်အမိခံအကြံဖတ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုကူညီခြင်းများအပြင်၎င်းအုပ်စုရဲ့ပြူစောတိအဖွဲ့ကပေါန့်တလေမြို့ပေါ်နဲ့ကြေးရွာများမှာအစင်းစစ်ခြင်းအတင်းအတက်မှစစ်မှုတန်းအသစ်ခေါ်ယူခြင်းနဲ့ပေါ်တာဆွေးဖမ်းဆီးခြင်းများကိုလည်းဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ထိုင်းနိုင်ငံထခိုင်နဲ့ကင်ချနာပူရီခိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား136ဦးဖမ်းဆီးရရှိပြီးကလင်းငယ်များပါပါဝင်နေကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံတက်ခရိုင်နဲ့ကန်ချနပူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား136ဦးဖမ်းဆီးရရှိပြီးကလင်းငယ်များပါပါဝင်ကြောင်းထိုင်းနိုင်ငံမှာလာတဲ့သတင်းများရသိရှိရပါတယ်။အော်တိုဘာလ17ရက်နေ့ထိုင်းနိုင်ငံတက်ခရိုင်ထိုင်းမြန်မာနယ်စပ်ဖုတ်ဖရာမြို့မှာတရားမဝင်မြန်မာနိုင်ငံသား9ဦးလိုက်ပါလာတဲ့ကားကိုစစ်ဆေးရန်ထိုင်းအာဏာပိုင်များကရပ်တန့်ခိုင်းခဲ့ကြောင်းတို့ရမှာကားကမရက်တက်ပဲထွက်ပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးရမှာရင်မအရှိန်မထိန်နိုင်ပဲလမ်းပြီးမြတ်တော်တဲ့ကိုကားမှာရောက်ရှိသွားပြီးကားပေါ်ပါလာတဲ့တရားမဝယ်မြန်မာနိုင်ငံသားကုဥ္ကိုဖမ်းဆီးရရှိခဲ့ကြောင်းဒါအပြင်ကားမောင်းသမားနဲ့အခြားထိုင်တူဥ္ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသားကုဥ္မှာတရားဝင်အထောက်အထားတစုံတရာပါရှိခြင်းမရှိဘဲတူဥ္ကိုထိုင်းပတ်4500ပေး၍ဝင်ရောက်လာခြင်းဖြစ်ကြောင်းအဆိုပါမြန်မာနိုင်ငံသားများကိုဖော်ဖော်ရမျိုးနဲ့ရေစကန်မှာအမှုဖွင့်အရေးယူထားကြောင်းသိရှိရပါတယ် အလာဒူထိုင်းနိုင်ငံကင်ချနာပူရီခေမှာလဲယမန်နေ့အော်တိုဘာလ17ရက်နေ့မြန်မာနိုင်ငံသား109ဦးလိုက်ပါလာတဲ့အလွန်ပိတ်ကားတစ်စီးကိုထိုင်းအာဏာပိုင်များကတားဆီးစစ်ဆီးခဲ့ပြီးတရားမဝင်မြန်မာနိုင်ငံသားများအလုံးဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံအတွင်းအလုံးလုပ်ဖို့အတွက်ဖျားသုံးစုမျိုးမှတစ်ဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီးမိသားစုလိုက်ဝင်ရောက်လာသူများလည်းရှိကြောင်းဖမ်းဆီးခံရသူများတွေမှာကလင်းငယ်များနဲ့ပါဝင်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့စီအိုစုရဲ့အလင်းအညာပေါ်ပြန်ပြီးဆိုတဲ့ဆီယလာစုရဲ့သတင်းဆောင်ပါကောင်တပုတ်ကိုတင်ဆက်ပေးပါမယ်။မနေ့ကထုတ်ပြန်လာတဲ့မလေးရှားနိုင်ငံသားဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာမြန်မာစစ်အုပ်စုမှမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးအားအာဆီယံမှရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူများဆေးလွတ်ပေးရန်ဖိတ်ကြားခဲ့တယ်လို့ပါရှိလာပါတယ်။သို့တော်၎င်းတို့ပြောသလိုမလေးရှားမှလေ့လာသူများဆေးလွတ်ပေးမယ်ဆိုတဲ့အကြောင်းတလုံးတပါးမှမပါရှိခဲ့ပါဘူး။ မင်းအောင်နိုင်ကိုတိုင်တက်ခွင့်မရရှာတဲ့အတွက်၎င်းရဲ့ဖိတ်ခေါ်ချက်ကိုလာမဲ့အာဆီယံအစည်းအဝေးမှာကိုစားတင်ပြပေးမယ်လို့ဆိုပါတယ်။အဲဒီအစားအရက်သားများနဲ့အရက်ဖက်အဆောက်အအုံများအားတိုက်ခိုက်နေမှုများရက်ဆိုင်ပေးရန်နဲ့လူသားချင်းစာနာထောက်ထားမှုနဲ့အကူအညီများပေးနိုင်ရေးကက်တက်မှုမထားဘဲလမ်းဖွင့်ပေးရန်တိုက်တွန်းသွားခဲ့တယ်လို့မလေးရှားအစိုးရဘက်မှထုတ်ပြန်တဲ့သတင်းကြေညာချက်မှာပါရှိလာပါတယ်။မလေးရှားတက်သည့်ပညာရှင်များကျွမ်းကျင်သူများရဲ့ The Myanmar Expert Study Group မှမြန်မာစစ်အုပ်စုရဲ့အတုံးချခံလိုက်ရမှုအတွက် နိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်အားပြစ်တင်ဝေဖန်လိုက်ပြန်ပါတယ်။အာဆီယံရဲ့ယက်တီချက်အားလည်းအလွဲသုံးဆမခံရရေးတရားအောင်ဆောင်ရွက်ရန်လို့ဆိုကာကြီးညာချက်ထုတ်ပြန်လာပါတယ်။၎င်းတို့ရဲ့ငင်းချင်းရေးဂရီကဝတ်များအားလိုက်နာရန်ရည်ရွယ်ချက်မရှိကြောင်းကိုလည်းဖျောင်းတိုင်မှလွဲ၍အတူတချောင်းပင်ပါမလာတဲ့သတင်းကျမီထွန်ပွဲကိုလာတဲ့လူအုပ်ကြီးကိုပါရာဂလိုက်တာနဲ့အပေါ်တဲ့တဲ့မှာဘုံပြစ်ချတိုက်ခိုက်ခဲ့ကြခြင်းကိုထောက်ပြခဲ့ကြပါတယ်။နောက်ဆိုရင်ရောက်လာသူတွေက မင်းအောင်နိုင်ရဲ့ရှိစကားပင်မဟာရဲ့အောင်ဖြစ်ရှာကြပြီတော့မင်းအရာရာကိုကုလူရဆွတ်တွေ့ပြီးပြောနေသူဖြစ်ပါတယ်သို့တော်ယခုလိုအလိမ်ညာကို၎င်းတို့အားထောက်ခံနေသူတွေကတော့သိနိုင်ကြမှာမဟုတ်ပါဘူးဤဒီကပင်၎င်းတို့လိန်ရာကျွနဲ့တည်းရည်ရွယ်ချက်အထမြောက်ပေတယ်၎င်းတို့အဖို့ကကြည့်မဲ့သူ၆တီးချုပ်ချက်ဖြစ်နေတဲ့ဇေယုံကြီးလေးရွေးကောက်ပွဲဆိုတဲ့စင်တင်ပြဆက်ကြီးကိုလူလူအားဖြစ်လျှောက်ဖြစ်အတုံးချကကပြကြအုံးမီဖြစ်ပါတယ်အတုံးတော်ခမ်းမဲ့မင်းသားကလည်း ရိုဟင်ဂျာအရေးလူတုကိုဖိနှိပ်ညှဉ်းဆဲအကြမ်းဖက်တပ်ဖြတ်နေတဲ့အရေးတိုင်းပြည်ကိုဖျက်ဆီးတဲ့စူးများစိုက်ဝင်နေတဲ့ချီအစုံကိုထွန်းနဲ့ထွန်းနဲ့ကပြအတုံးတော်ခံအုံးမှဖြစ်ဒီကိုတိတားကြွေလဲမိသူများစိတ်မဝင်စားကြရှစ်လျှောက်ပါဖြစ်လာမည်ဆိုဒီကိုသာသိကျင်နေကြပါတယ်ယခုပင်၎င်းတို့လုံမဲ့ရွေးကောက်ပွဲဟာမက်ဆီများကွဲလွဲမှုမပြည့်စုံမှုများလိုအပ်ချက်များရှိနေကြောင်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဆိုသူမြင့်ကြိုင်ကဝန်ခံပြောဆိုသွားပြန်ပါတယ်ထို့မတိုင်မီမှာဘူလက်လတ်ဆွေကနေပြည်တော်မှာ ထိုးထုတ်ဖြစ်နေကြောင်းပြောဆိုထားပြီးလည်းဖြစ်ပါတယ်။၎င်းတို့ထိုးထုတ်ပြောလာခြင်းမှာတော်ယုံတန်ယုံမဟုတ်ဘဲမြင်မကောင်းအောင်ဖြစ်လာနေတဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။အချမ်းပတ်စစ်တပ်ကပြုလုပ်မဲ့မိသည့်ရွေးကောက်ပွဲမဆိုညစ်ပယ်ရန်နဲ့အတိမတ်မပြုရန်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအပေါ်အဝင်ငါးချက်ဆောင်ရွက်ပေးရန်အာဆီယံကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU ချင်း CNF ကချင် KPICT ကရင်နီ KNPP IEC အပေါ်အဝင် တော်လိုင်းရေးတက်များနဲ့အပွဲအစည်းပေါင်း20ကဒီကနေ့မှကြီးညာချက်ထုတ်ပြန်တောင်းဆိုတယ်လို့ခေတ္တသတင်းမှာဖော်ပြထားခဲ့ပါတယ်။အာဆီယံအနေနဲ့အချမ်ပါစစ်တကပြုလုပ်မဲ့မြေတီရွေးကောက်ပွဲကိုမဆိုညှင်းပယ်ရန်နဲ့အတိအမှန်မပြုရန်အရက်သားများအားအချမ်ပတ်မှုမှကာကွယ်ပေးရေးအရေးယူဆောင်ရွက်မှုများချက်ချင်းလှုပ်ဆောင်ရန်စစ်တပ်ရဲ့အချမ်ပတ်ရက်ဆက်မှုများအပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန်ဒေါ်ဆန်းစုကြည်တမရဦးဝင်းမြအပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်ကျက်မရှိချက်ချင်းလွတ်ပေးရေးတောင်းဆိုပေးရန် တော်လိုင်းအဖွဲ့တွေကစူပောင်းတောင်းဆိုထားတယ်လို့သိရှိရပါတယ်။စေအိုစုဟာတဖက်မှနိုင်ငံတကာမှ၎င်းတို့အားတူတူတက်တက်ဆက်ဆံလာစေဖို့ဂမူးရှုတို့လုပ်နေပေမဲ့လည်းတဖက်မှာတော့စစ်အနိုင်တိုက်ရေးလက်စင်နဲ့ယူရိုအပေါ်အကြမ်းဖက်နေမှုကိုမယံမနာပြစ်လို့နေတဲ့အကြောင်းပြများနေရပြီဖြစ်ပါတယ်။ဤသူတို့ရဲ့တော်လိုင်းရေးမုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားပေါင်းအကြံပတ်စစ်အာဏာရှင်စနစ်စိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။